ဇလန်းစားကတော့ဒုတိယကမ္ဘာစစ်အတွင်းမှာစီးရင်သွင်းကစား American စစ်သားဖွဲ့တွေဟာစနစ်ကျလေးကျင့်ချိန်တော်မရသေးပဲရှင်းနေစစ်မျက်နှာစီချက်ချင်းစေလွချင်းခံခဲ့ရပါတယ်။ဒါပေမဲ့သူတို့ဟာအချိန်နေဘလောက်ဆိုးရတယ်ဆိုတာကိုနားမလည်သေးပဲပို့ပပဝိုင်းဖွဲ့ပြီးဖဲရိုင်နေခဲ့ကြပါတယ်။ဒါပေမဲ့နောက်တစ်ခါမှပဲသူတို့ဘော်ကနေကျေလောင်တဲ့မိုးချိန်တဲ့ကူပဲ့တင်ထက်လာတဲ့အခါလူတိုင်းလိုလိုမော့ကြည့်ပြီးတေချာနားဆွဲလိုက်ကြပါတယ်။အဲလုံးမှာတော့ချက်ချင်းဆိုသလိုပဲတင်းမော်စီလုံးဟာပင်လယ်နဲ့ထဲကိုနစ်မြုပ်သွားခဲ့ပြီးစစ်သားတွေအားလုံးကိုပါဆွဲချသွားခဲ့ပါတယ်။ ဒါပေမဲ့သူတို့ထဲကလီယိုဟာအဟောစီအကောင်းလောက်အောင်တက်ရှင်ခဲ့ပြီးသူ့ရဲ့ချစ်ဆုံးတကယ်ချင်းကိုပါဆွဲတင်နိုင်ခဲ့ပါတယ်။အဲနောက်ပင်လယ်ပေါ်ကလေဝေကိုမော်တီရှူသွင်းနေခဲ့ကြပါပဲ။အဲ့ဒီအချိန်မှာပဲရန်သူတိုက်လီရင်နေအများကြီးဟာလေယုံနေလို့အပေါ်မှာဝဲပြန်လာကြပါတယ်။ဖန်စီစစ်စေးခံရမှာကိုဆိုရကြောင်းသူဟာအသက်အုံပြီးရေရောက်သေးကိုပြန်ငုတ်ကအနေကင်းတဲ့အထိရေရောက်မှာပုံနေခဲ့ပါတယ်။ဒီလိုနဲ့ပဲကံကောင်းကြီးနေကြောင်းသူတိုက်ပွဲကနေအသက်ရှင်ခဲ့ပါတယ်။အဲနောက်မှာလီယိုဟာခုနကသူကယ်ခဲ့တဲ့သတိမိတ်နေတဲ့တကယ်ချင်းဝီလ်နဲ့တူတင်းမောပြအစိပ်ပိုင်းတစ်ခုပေါ်ကိုတက်ခဲ့ပြီး ချက်ချင်းပဲရှေးဥတုနာပြောတက်ကယ်နည်းတွေနဲ့တငယ်ချင်းတက်ကိုကဲတင်မှုစ조사ခဲ့ပါတယ်။အဲ့လိုလီယိုရဲ့ဇွဲရှိတဲ့စ조사မှုတွေနောက်မှာတော့ဝေဟာနောက်ဆုံးမှာသတိပြန်လည်လာခဲ့ပြီးအဲ့ချိန်မှာပဲရုတ်တရက်နားကွဲလူနေနေပေါက်ကွဲတန်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။သူတို့လက်ကြည့်လိုက်တဲ့အခါသူတို့စီးနင်းလာတဲ့တင်မောဟာလုံးဝပျက်စီးသွားပြီးပင်လယ်ထဲကိုနင်းမြုပ်နေတာကိုတွေ့လိုက်ရရင်ကျယ်ပြန့်မြေအဆုံးရှိတဲ့တမုတ်တရားထဲမှာသူတို့နှစ်ဦးဟာအခုတော့အသက်မသေးုံတမင်ယုံကန်နေရပါတယ်။ ဒါပေမဲ့ထိုင်ပြီးတည်ခြင်းတရားကိုစောင့်နေရတဲ့ဆိုင်လီယိုကသရရဲ့ရှင်သန်နိုင်ခြင်းကိုပုံမကောင်းမွန်လာစေဖို့အတွက်အသုံးဝင်တဲ့ပစ္စည်းတွေစုဆောင်းဖို့ရေထဲကိုပြန်ကိုးဖို့ဆုံးဖြတ်လိုက်ပြီးမလမ်းမကမ်းမှာဝေကလည်းဒဇုံတယောက်ကဒေါသကြီးအော်ဟစ်နေတာကိုကြားလိုက်ရပါတယ်။အဲ့ဒီသူဟာအသက်ရှင်ကျန်ရတဲ့နောက်ထပ်စစ်သားတဦးဖြစ်ပြီးကြေရွက်သားကျန်တဲ့ဆက်တနက်နဲ့အပေါ်ကိုထောင်ပြီးရန်တမ်းပစ်ခတ်နေကသူ့ရဲ့ဒေါသကိုပေါက်ကွဲထုတ်နေတာပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့ရေလိုင်းအောင်မှာမှောင်မဲနေတဲ့ရေတခုလှင်မြန်စွာလင်းလက်သွားတာကိုသူချက်ချင်းသတိပြုမိခဲ့ပါတယ်။ ဒါကြောင့်သူတနက်ကိုတင်းတင်းဆုပ်ကင်ပြီးရေကိုစားကြည့်ကလှိုင်းခတ်မှုတိုင်းကိုသတိကြီးကြီးနဲ့စောင့်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ခဏမှာပဲဝေဟာအဲ့ဒီလူရဲ့ကြောက်လန့်တကြအော်တန်ကိုကြားလာရပါတယ်။ဝေကရေကူးလာဖို့အော်ပြောပေမဲ့အဲ့ဒီစစ်သားကိုမမြင်ရတဲ့ဘာမှမသိတဲ့ယောက်တစ်ခုကရေရောက်ကိုဆွဲချသွားတာကြောင့်သူ့ရဲ့မျက်စိရှိကနေပဲပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာတော့လီယိုကဓာတ်စီနဲ့စီဝေကိုရှာတွေ့ခဲ့တာကြောင့်ချက်ချင်းပဲဝေကိုပေးလိုက်ပြီးနောက်ထပ်ပစ္စည်းတွေရှာဖို့ပြန်သွားခဲ့ပါတယ်။အဲ့တော့သူတို့ရရှိထားတဲ့ပစ္စည်းတွေကိုအစီအစဉ်ချနေတော့မှ ဝင်းဟာအနီးနားမှာထူးဆန်းတဲ့လှုပ်ရှားမှုတွေကိုသတိထားမိလာခဲ့တာကြောင့်သူသတိလေးထားပြီးစစ်ဆေးဖို့ကျဉ်းကပ်သွားခဲ့ပါတယ်။ဒါပေမဲ့တေချာကြီးတို့မှာသူရဲ့ရဲဘော်ဟောင်းတอมစင်ဖြစ်နေတာကိုတွေ့လာရပါတယ်။အဲဒီအချိန်မှာလီယိုလဲရှားပွေးစရာရှာပြီးပြန်လာတော့တစ်ဆက်တည်းမှာပဲတอมစင်ချင်းတွေကိုကြည့်တဲ့အခါတอมစင်ကဥကောင်းတန်ရာပြင်းထန်ရထားပြီးတော့တိုက်ခိုက်မှုကြောင့်ဘာမှမှတ်မိပုံမဲဆိုတာကိုသူသတိထားမိခဲ့ပါတယ်။ဒီလိုနဲ့လီယိုကသူ့ရဲ့တန်ရာတွေကိုအလင်းမြန်ပတ်တီးစီးပေးခဲ့ပြီးတော့မကြခင်မှာပဲသူတို့သုံးဦးဟာအနီးနားကတိုးတီးညီးတန်တွေကိုကြားလိုက်ရကား ်နေယူကချက်ချင်းအတန်ပြန်ပေးလိုက်ပါရီဒါကြောင့်ခနာကြောင့်မပဲရော်ဘာလှည့်စင်းချင်းခက်လာခဲ့ပြီးအဲ့ဒီပုံမှာနောက်ထပ်တက်ရှင်ကျန်းရဲသူ၄ဦးပါလာခဲ့ပါရီသူတို့အားလုံးဒဏ်ရာရရထားကြပြီးနှစ်ဦးကတော့ထူးသဖြင့်စိုးရင်ရတဲ့အခြေအနေမှာရှိနေခဲ့ပါရီဒါပေမဲ့လည်းစေဝါပစ္စည်းတွေမရှိတာကြောင့်သူတို့ဒဏ်ရာရထားသူတွေနာကျင်မှုကိုခံစားနေရတာကိုသာဘာမှမတတ်နိုင်ပဲကြည်နေခဲ့ရပါရီအခုဆိုရင်တက်ရှင်ကျန်းရဲသူစုစုပေါင်း9ဦးထိရှိနေပြီးရန်သူကသူတို့ကိုကြားပြီးနောက်ထပ်တိုက်ခိုက်မှုတစ်ခုစတင်မှာကိုကြောက်တာကြောင့်သူတို့အားလုံးဘယ်သူမှအသံမထွက်ရဲကြပါဘူး။ နောက်တစ်နေ့ရောက်တော့လီယိုနဲ့တခြားသူတွေကသူတို့မှာကြံရှိနေတဲ့ပစ္စည်းတွေကိုရေတွက်ကြည့်ခဲ့ကြတဲ့အခါသူတို့မှာအစားအသောက်လုံးဝနေပါမရှိတော့တဲ့အပြင်ရေကြိုးဆိုရင်လည်းတစ်စက်မှမရှိတော့ဘူးဆိုတာကိုတွေ့လိုက်ရလို့ထိတ်လန့်သွားခဲ့ကြပါတယ်လူတိုင်းဟာတိတ်ဆိတ်သွားခဲ့ကြပါတယ်အဲနောက်ဝင်းရဲ့အတွေ့အကြုံအရသူတို့ဟာရန်သူပိုင်နဲ့နီးသေးတယ်လို့သုံးသပ်ပြီးဒီတိုင်းကယ်ဆယ်ရေးကိုထိုင်ဆောင်နေတာကလက်တွေ့မကျဘူးလို့ယူဆလာခဲ့ပါတယ်တကယ်တမ်းပိုဖြစ်နိုင်တာကရန်သူရဲ့လေကင်းကသူတို့ကိုအရင်ဆုံးတွေ့သွားနိုင်ပြီးအဲဒီခါဘသူမှတက်ရှင်နိုင်မှာမဟုတ်ပါဘူး ဒါပေမဲ့ကံကောင်းတဲ့တစ်ချက်ကတော့သူတို့ပတ်ဝန်းကျင်မှာမြူကိုတွေထူနေပြီးလေတိုက်တာတော့မရှိပါဘူး။မြူကိုတွေကခဏလေးနဲ့ပျောက်ကွယ်တော့မှာမဟုတ်တဲ့အတွက်ရန်သူကသူတို့ကိုလွယ်လွယ်နဲ့တွေ့နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့အဲ့အချိန်မှာပဲနောက်ကနေစူညံတဲ့တစ်ခုထွက်ပေါ်လာခဲ့ပြီးလူတိုင်းထိတ်လန့်ကြလှည့်ကြည့်လာကြပါတယ်။သူတို့ထဲကတူကဒါပင်လေတတ္တဝါကြီးတကောင်ဖြစ်နိုင်တယ်လို့ခံမှန်းခဲ့ပြီးအဲ့စ်ကားကိုကြားပြီးနောက်မှာတခြားသူတွေလည်းသိပြီးမတွေ့ကြတော့ပါဘူး။သူတို့ဘလို့ထွက်ပြေးမလဲဆိုတာကိုဆွေးနွေးနေကြပါမယ်။သူတို့စကားပြောလေလေမျောလင်းချက်ပုံမဲ့လာလေလေပါပဲ။ ကယ်ဆယ်ရေးကိုစောင့်နေတာချင်းနီးပဲဖြစ်ပြီးတော့အဲ့ဒီအကူအညီမရောက်ခင်မှာပဲသူတို့ရင်ဖမ်းမိခံရဖို့များပါတယ်။ဒါ့အပြင်သူတို့မှာတိတ်မရှိတဲ့ပစ္စည်းလေးတွေနဲ့ကန်ဆက်ကိုလှော်ခတ်ဖို့ကလည်းမဖြစ်နိုင်တော့ကြောင်းသူတို့ဟာစိတ်ပြတ်အားငယ်မှုနဲ့ဒေချင်းတရားကြားမှာပိတ်မိနေပြီးအများစုဟာမျှော်လင့်ချက်မထားကြတော့ပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာဝေဟာအဝေးမှာမော်တော်ဘုတ်ကြီးကိုတွေ့လိုက်ရတဲ့အခါရင်းနစ်နေသူတွေအသက်ငယ်ကျိုးကိုမြင်ရတယ်လို့လူတိုင်းရဲ့မျက်လုံးတွေကအဲ့ဒီဘုတ်ပေါ်ကိုစူးစိုက်သွားခဲ့ပြီးဘသူရေကူးသွားတယ်လဲဆိုတာကိုငင်းခုန်နေခဲ့ကြပါတော့တယ်။ ။ဒါပေမဲ့နောက်တစ်ခဏမှာပဲအေယာမငမန်းကြီးတကောင်ဟာရုတ်တရက်ရေထဲကနေပေါ်ထွက်လာခဲ့ပါရီ။ခဏကြာမှာပဲဘော်ဘီယာအော်ဟစ်ပြီးပင်လယ်ထဲကနေခုန်ထွက်လာခဲ့ပါရီ။ငမန်းကသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုကိုက်ချီထားခဲ့ပြီးတော့သူ့အစွမ်းကိုယုံခံခဲ့ပေမဲ့ဒီလိုအေယာမသားရဲ့တရိတ်ဆန်ကြီးကိုရှင်ပြိုင်မိုးဆိုတာကလုံးမဖြစ်ခဲ့ပါဘူး။မကြခင်မှာပဲရေတွေကနေအောင်ပြောင်းသွားခဲ့ပြီးသူ့ခန္ဓာကိုယ်တဝက်သားရေမျက်နှာပြင်ပေါ်မှာအသက်မဲ့စွာပေါ်နေပါရတယ်။အဲ့လိုကြောက်မဖွယ်ကောင်းတဲ့မြင်ကွင်းဟာလူတိုင်းကိုကြောက်လန့်တကြအေးခဲသွားစေခဲ့ပြီးတော့ရေထဲကိုဆင်းမှုဘယ်သူမှမလုပ်ရဲကြတော့သလို မော်တော်ဘုတ်စီကိုရေကူးတော့ဖို့ဆိုတာခက်ခဲသွားခဲ့ပါတယ်။ဒီရွေးရဲ့လေးလာချက်အရဒါဟာတော်တော်ရန်လိုတဲ့ပေ20လောက်ရှည်လျားတဲ့မဟာငမန်းမြူကြီးတကောင်ဖြစ်ပြီးတော့အဲ့ဒီကောင်ကြီးကအတန်ကိုတိုးတိုးပြောဖို့လူတိုင်းကိုတတိပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့ရေအောက်မှာအတန်ကမြ мян နဲ့ဝေးဝေးကိုရောက်နိုင်ပြီးအတန်တေးသေးလေးကတော့ငမန်းကိုဆွဲဆောင်တာကြောင့်ဖြစ်ကဒဲဟာရထောက်သူတွေကိုလည်းတွေးရရေထဲမကြောက်အောင်တတိပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့တွေးကငမန်းကိုချက်ချင်းပြန်ဆွဲဆောင်နိုင်လို့ပါ။ဒီလိုနဲ့ကြမ်းရှိရဲ့ချောဦးဟာ မဟာငမန်းမြို့ကြီးသူတို့ကိုတယောက်တည်းထားခဲ့ဖို့ဆူတောင်းရင်လုံးဝငြိမ်သက်စွာနေခဲ့ကြပါတယ်။ဒါပေမဲ့တော်မစင်ရဲ့ဒဏ်ရာကပိုဆိုးလာခဲ့ပြီးသွေးတွေထိမနိုင်သေးမျှစိတ်ထွက်ကရည်မျက်တွေပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။မကြခင်မှာပဲငမန်းကအဲ့ဒီသွေးနှံကိုရခဲ့ပြီးအပေါ်ကိုအားပြင်းပြင်းနဲ့တိုက်ခိုက်ကစတန်ကိုလင်းမြန်စွာကိုက်ချီလိုက်ပါတယ်။နေယိုကချက်ချင်းတုံ့ပြန်ပြီးစတန်ရဲ့လက်မောင်းကိုဆုပ်ကိုင်ကမလွတ်တမ်းထိန်းထားခဲ့ပေမဲ့ငမန်းကသူ့ကိုက်ထားတာကိုမလွတ်ခဲ့ပါဘူး။အဲ့ဒီစိုးရင်ရတဲ့ခိုက်တက်မှာနောက်ထပ်စစ်သားတို့ကလက်ပစ်ပုံတစ်လုံးကိုပင်လယ်ထဲကိုပြစ်ချလိုက်ပါတယ်။ ပောက်ကွဲမှုရဲ့ဒုက္ခမှုကငမန်းကိုနောက်ဆုတ်ဖို့ဖိအားပေးခဲ့ပြီးသူတို့ဟာစတန်ကိုရေမျက်နှာပြင်ပေါ်ပြန်လဲဆွဲတင်နိုင်ခဲ့ကြပါသည်။ဒါပေမဲ့သူ့ရဲ့ဘဲကြောက်ဟာဆုတ်ပြဲခံထားရပြီးဇေဝပစ္စည်းတွေမရှိတာကြောင့်ကပတ်ကိုသုံးပြုပြီးဒဏ်ရာကိုချေနှောင်ကပတ်တီစီပေးနိုင်ခဲ့ုံသာဖြစ်ပါသည်။ဒါပေမဲ့ဒါဟာခဏတာဖြည့်ရှင်းမှုပဲဖြစ်ပြီးစတန်ဟာကြာကြီးသက်ရှင်မှာမဟုတ်ဘူးဆိုတာကိုသူတို့အားလုံးသိနေခဲ့ကြပါသည်။ဒါပေမဲ့ငမန်းရဲ့အာရုံစိုက်မှုကိုပြန်ဆွဲဆောင်မိမှကြောက်တာကြောင့်ဘယ်သူမှမလွှရှားရဲကြပါဘူး။ငန်ကောင်းစွာနဲ့ပဲအဲ့ဒီညမှာငမန်းပြန်မလာခဲ့ပါဘူး။ အဲနောက်လီယိုကရေပေါ်မှာဘောလုံးပေါ်နေတဲ့ပျက်စီးဝေကိုကြည့်ပြီးအကြံတစ်ခုရသွားကသူတယောက်တည်းအသက်ကိုပုံဝေါ်ပြီးမော်တော်ဘုတ်စီရေကူးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာသူ့ရဲ့ခါမှာကြိုးတချောင်းကိုချီနှောင်ပြီးဂျန်နဲ့တစ်ဖက်ကိုဝေကိုပေးလိုက်ကတွေးဝင်မနေတော့ပဲရေပေါ်ပေါ်နေတဲ့စီတစ်ခုပေါ်ကိုခုန်ချလိုက်ပါတယ်။ဂျေလောင်နဲ့ရေပတ်တန်ကလူရန်းကိုတင်းမာစေခဲ့ပြီးမျိုးလုံးတွေကရေကိုစူးစားကြည့်နေခဲ့ပါတယ်။အဲနောက်လီယိုဟာနောက်ထပ်ပျက်စီးတစ်ခုစီကိုခုန်ချခဲ့ပေမယ့်သူ့ရဲ့ခြေထောက်ချော်ပြီးရေထဲကိုကြာသွားခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲဒါကငမန်းကိုသတိမထားမိစေခဲ့ပါဘူး။ ။ဒါပေမဲ့သူတတိယမြောက်ပြက်စီးစီကိုခုံတဲ့အခါမှာတော့ကံမကောင်းတော့ပဲ။စုညံတန်ကငမိုင်းအောင်ကိုဖမ်းဆားလိုက်ပါရီ။တခုရှိတာကသူ့ရဲ့ရဲဘော်တွေကတနတ်တွေနဲ့ပြစ်ခတ်ခဲ့ပြီးငမန်းကိုအချိန်မီနောက်ဆုတ်စေခဲ့တဲ့အတွက်လီယိုအထီးကမရှိလွန်မြောက်ခဲ့ပါရီ။ဒီလိုနဲ့သူနောက်ဆုံးမှာတော့မော်တော်ဘုတ်စီကိုရောက်ခဲ့ပြီးကျိုးကိုချက်ချင်းချီနှောင်ကတခြားသူတွေကိုအချက်ပြခဲ့ပါရီ။သူတို့ဟာကျိုးကိုတင်းတင်းဆုပ်ကိုင်ပြီးအားကုန်ဆွဲခဲ့ကြပြီမေ။အဲ့ဒီအချိန်မှာမဟာငမန်းပြူကြီးဟာပြန်လှည့်လာပြီးလီယိုစီကိုတက်တဲ့တိုးလာခဲ့ပါရီ။ငမန်းကတဖြည်းဖြည်းနီးလာတာကိုမြင်တဲ့အခ ။လီယိုရဲ့ရဲဘော်တွေကသူ့ကိုအမြန်ဆုံးပြန်ခေါ်လာဖို့ကြိုးကိုလှင်မြန်စွာဆွဲခဲ့ကြပါတယ်။ဒါပေမဲ့ငမန်းကလှင်မြန်စွာချင်းကပ်လာနေတော့စိတ်ပြတ်အားငယ်မှုနဲ့လီယိုကလက်ပြပုံတလုံးကိုဆွဲယူကစနက်တန်ကိုဆွဲပြီးသူ့စီလာနေတဲ့တာရဲ့ဒရိတ်ဆန်စီတက်တက်ပစ်ချလိုက်ပါတယ်။ပေါက်ကွဲမှုကငမန်းကိုမတက်နိုင်ခဲ့ပေမဲ့လီယိုကိုတော့တခြားသူတွေနဲ့ဘေးကင်းကင်းပြန်လဲပေါင်းစည်းနိုင်ဖို့အချိန်လုံလောက်စွာပေးခဲ့ပါတယ်။လူရိုင်းဟာနောက်ဆုံးတော့လွတ်မြောက်ပြီလို့ထင်ခဲ့ကြပေမဲ့အဲ့ဒီအချိန်မှာပဲမော်တော်ဘုတ်ရဲ့စီပိုင်လိုင်းကပြတ်စီးနေပြီးလုံးဝဆန်နိုးလို့မရတော့တာကြောင့်စိတ်ပြတ်သွားခဲ့ကြပါတယ်။ အိတ်သဆိုးတာကမဟာငမန်းပြူကြီးကသူ့ကိုပြန်ပြီးအာယုံဆိုင်လာခဲ့ပြီးမယမနာလှည့်ပတ်နေခဲ့ပါရင်အဲ့ဒါငမန်းရဲ့မဲလိုက်နီးပြူဟာတွေကတခုဖြစ်ကြောင်းလီယိုကရှင်းပြပြီးလူတိုင်းကိုတတ်နိုင်သမျှတိတ်ဆိတ်စွာနေဖို့ပြောခဲ့ပါရင်နောက်တစ်ခါမှပဲငမန်းကသူ့ရဲ့ယာယီဖောင်ကိုဝင်တိုက်ခဲ့တာကြောင့်ငမန်းကသူ့အောက်မှာတိတ်တိတ်ရောက်နေပြီးဆိုတာကိုလီယိုသဘောပေါက်ခဲ့ပြီးရှောက်ဖွေးမီးကိုပိတ်ပစ်ဖို့တခြားသူတွေကိုအရေးကြီးတိုးတိုးလေးပြောခဲ့ပါရင်အမောင်ချလိုက်တာကငမန်းကိုသူ့ရဲ့ပြစ်မှတ်ဆုံးရှုံးစေမယ်လို့မျှော်လင့်ခဲ့ကြပါရဲ့တကယ်တော့ငမန်းရဲ့စွာကိုအထင်မြင်သေးခဲ့မိတာပါ မရပါဘူးမိရိပိတ်ပြီးစက္ကန့်ပိုင်းကြာမှာပဲသူတို့ကရေပေါ်ပေါ်နေတဲ့ပျက်စီးတွေကိုနောက်တစ်ချိန်ထပ်ဝင်တိုက်ခဲ့ပြီးလူတိုင်းကိုပြင်းထန်စွာလှုပ်ခါစေခဲ့ပါတယ်သူတို့စစ်သားတွေကတိုးဦးဖြစ်တဲ့ဓာတ်စာနောက်ဆုံးမှစိတ်လွတ်သွားခဲ့ပြီးငမန်းကိုတတ်ဖို့လက်ပစ်ပုံတစ်လုံးပစ်ချဖို့ကြိုးစားခဲ့တာကြောင့်လီယိုကတားမြစ်ခဲ့ပါတယ်သူတို့မှလက်ပစ်ပုံနှလုံးမဲကြံတော့တာကြောင့်ညံရှိရှိသုံးပြဖို့လိုအပ်တယ်လို့ပြောလိုက်တာကြောင့်ဓာတ်ကအသက်ပြင်းပြင်းရှူသွင်းပြီးလီယိုရဲ့မိန့်ကိုမလိုက်နာခြင်းပဲလိုက်နာခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲအဲဒီညမှာမဟာငမန်းမြို့ကြီးထပ်တိုက်ခိုက်ခြင်းမရှိခဲ့ပါဘူး ကျန်ရှိတဲ့ဂျောင်းဟာမနက်မိုးလေးနဲ့ထိအိပ်ပျော်သွားနိုင်ခဲ့ပြီးဒက်စ်ကသူ့ရဲ့လက်ထဲမှာလက်ပစ်ပုံကိုကင်ထားဆဲပဲဖြစ်ပါရင်အဲနောက်ရုတ်တရက်ပေါက်ကွဲတဲ့တစ်ခုကြောင့်တခြားသူတွေနှိုးထလာခဲ့ကြပြီးဘာဖြစ်တာလဲလို့ကြည့်လိုက်တဲ့အခါဒက်စ်ကသူ့ရဲ့ရဲဘော်စတန်ကိုမတော်တဆဖောက်ခွဲမိလိုက်တာကိုမြင်တော့ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါရင်ဒါပေမဲ့ဒက်စ်ကနောင်တရတဲ့ပုံမပေါ်ခဲ့ပဲအဲ့ဒီစားခန္ဓာကိုယ်ပိုင်းစာတွေကိုပင်လယ်ထဲကိုချက်ချင်းကန်ချခဲ့ပါရင်ဒီယိုကသူ့ရဲ့လောရဲ့ကြောင့်ဒေါသထွက်ခဲ့ပြီးသူတို့နှစ်ဦးချက်ချင်းထိုးကျကြတဲ့ချိန်ဝီကသူတို့ကိုရက်တက်မှုအော်ဟစ်ပြီး ။သွေးနှံကငမန်းကိုထပ်မဆွဲဆောင်ခင်အလောင်းကိုဖယ်ရှားပစ်ဖို့ကသူရဲ့ထိတ်တန်းဦးစားပေးကိစ္စဖြစ်ကြောင်းလူတိုင်းကိုသတိပေးခဲ့ပါရယ်။ဒါကြောင့်အဖွဲ့ဟာအလောင်းကိုပင်လယ်ထဲတွန်းချဖို့ဝိုင်းဝန်းလှုပ်ဆောင်ခဲ့ကြပါရယ်။အခုတော့သက်ရှင်ကျန်ရတဲ့ငါးဦးသာရှိတော့ပြီးသူရဲ့နှလုံးသားတွေမှာစိတ်ပြတ်အားငယ်မှုတွေနဲ့ပြည့်နှံ့နေခဲ့ပါရယ်။အဲနောက်တိုက်ခတ်ရမယ့်အခြေအနေမျိုးတွေအတွက်ခွန်အားပြန်ရဖို့စစ်သူဘူးချိုစားဖို့လီယိုကအကြံပြုခဲ့ပေမယ့်သူစီတို့ဘူးကိုဖွင့်လိုက်တဲ့အခါဘူးကလုံးဝဘာမှမပါတာကြောင့်အကြောင်းသွားခဲ့ပါတယ်။တကယ်တော့ဒဇုံတယောက်ကအကုန်စားပြစ်လိုက်တာပါ။ န်ဒီယောရီဟာဖွဲချားမှာချက်ချင်းပြန့်နှံ့သွားခဲ့ပါတယ်။အင်းနောက်တော့မစင်ကကျဲလောင်းစွာလေးချင်းတက်လိုက်တဲ့အခါလူရင်းကသူ့ပဲစားခဲ့ရဆိုတာကိုသိလိုက်ရပြီးရွှေရှောင်းမှုနဲ့ဒေါသတွေကသူ့ရဲ့မျက်နှာတွေမှာပြည့်နှံ့နေခဲ့ပါတယ်။ဒါပေမဲ့လီယိုကသူ့ကိုသင်ခန်းစာပေးချင်ခဲ့ပေမဲ့ဘာမှမလုပ်နိုင်တော့အားနေနေခဲ့ပါပြီ။နေအောင်ကြီးကမြူကိုရီကြားကနေထိုးဖောက်ပြီးသူတို့ကိုမညာမတာပူလောင်စေခဲ့ပါတယ်။အပူရှင်ရောက်သူတို့ခေါင်းနဲ့မူးဝေ့လာခဲ့ပြီးလေချောင်းနဲ့ခြောက်သွေ့လာတဲ့အခါသူတို့ထဲကတယောက်ကသူ့ရဲ့စီးကိုသူတို့ပြန်တောက်ဖို့ဟာသလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟာသားဖြစ်တာပြောလိုက်ပြီမဲ့လီယူကတော့အဲ့ဒါကိုအလေးနဲ့ထားဖို့ဆုံးဖြတ်ခဲ့ကသူဘလာဖြစ်နေတဲ့စီတူဘူးကိုထုတ်ယူပြီးအဲ့ဒီထဲကိုဖြည့်ကတကုံနဲ့မော့ချလိုက်ပါတယ်။မြေလာရရရကတခြားသူတွေကိုယုံရှာစေခဲ့ပြီမဲ့အသက်ရှင်မှုလိုအပ်တယ်ဆိုတာကိုသိရာကြောင့်သူတို့စက္ကန့်နဲ့ငယ်တွေ့ဝေးပြီးမှမလုချင်လုချင်နဲ့အတူတူအဲ့လိုလုခဲ့ကြပါတယ်။ဒါပေမဲ့ကန်ဂျမာကရက်ဆက်တဲ့ဟာသားတစ်ခု လုခဲ့ပါတယ်။သူတို့အားလုံးစီးတွေကိုမော့ချပြီးခဏကြာမှပဲကောင်းငင်ကနေမိုးသေးထန်စွာရွာချခဲ့ပါတယ်။သူတို့မခံမရနိုင်အောင်ကိုကိုကိုပြန်ရေမောခဲ့ကြပြီး ခနာတာတွင်မှစိတ်ပြက်အားငယ်မှုတွေကြားကနေရေစရာတွေဖန်တီးခဲ့ကြပါတယ်။မိုးရက်သွားတဲ့အခါဝေဟာအဝေးကနေလေရင်စည်းကိုတွေ့လိုက်ရပြီးဒက်စ်ကစိတ်လှုပ်ရှားစွာလက်ဝေရမ်းပြီးအာယုံဆိုင်လာစေဖို့မိခိုးပုံတစ်ခုကိုမီးရှို့ခဲ့ပါတယ်။ဒါပေမဲ့ဝေကတခုခုမားနေပြီဆိုတာကိုချက်ချင်းခံစားလိုက်ရပြီးလီယိုလည်းတူတူခံစားခဲ့ရကလေရင်ရဲ့တောင်ပံအောက်မှာမီးတောက်တွေတစ်ဖက်ဖက်လင်းနေခဲ့ပါတယ်။သူတို့တုံ့ပြန်မှုအချိန်မရခင်မှာပဲလေရင်ကမီးဖွင့်ပြီးသူတို့စီကိုကြီးစံနေရှယ်ပစ်လာတာကြောင့်လီယိုကချက်ချင်းပဲရေထဲကိုငုံဆင်းပြီးတခြားသူတွေကိုလိုက်ခဲ့ဖို့အော်ပြောခဲ့ပါတယ်။ ။ဒါပေမဲ့ဖြစ်ချင်တော့စစ်သားတို့ကရန်နှေးသွားခဲ့ပြီးကြီးထိသွားကသူ့ရဲ့သွေးတွေပင်လယ်ထဲကျကုန်ပြီးငမန်းကိုနောက်ကျင်ဆွဲဆောင်သလိုဖြစ်ခဲ့ပါရီ။ရေထဲကိုငုံဆင်းခဲ့တဲ့တက်ရှင်ကျန်းရည်သူတွေဟာရေပေါ်ပေါ်နေတဲ့ပျက်စီးဖို့ကိုပြန်တက်နိုင်ခဲ့ကြပါပြီ။အခုတော့သူတို့ချိန်ချောက်မှုနှစ်ခုနဲ့ရင်ဆိုင်နေရပါပြီ။အဲ့ဒါတွေကတော့အောက်ကငမန်းနဲ့အပေါ်ကရန်သူလေရင်ပါပဲ။မျောလင်းထားတဲ့အတိုင်းပဲလေရင်ကနောက်ထပ်တိုက်ခိုက်ဖို့ပြန်ဝဲလာခဲ့ပါရီ။လေယိုကစစ်တပ်နဲ့တလက်ကိုဆွဲယူပြီးလေရင်ကိုရမ်းပြီးပြစ်ခတ်ခဲ့ပါရီ ကြီးစံနေမိုးရွာသလိုကြလာတဲ့အောက်မှာဒက်စ်ကဒဏ်ရာရထားတဲ့စစ်သားကိုဆွဲယူပြီးရေထဲခုန်ချခဲ့ပါတယ်။ဝီလ်စင်းစားဖို့ချိန်မရလိုက်ပဲသူတို့နောက်ကိုလိုက်သွားခဲ့ပြီးလီယိုကိုတယောက်တည်းတိုက်ခိုက်မှုကိုရင်ဆိုင်မှုထားခဲ့ပါတယ်။ဒါပေမဲ့ရန်သူရဲ့ကြီးစံမိုးတွေကပြင်းထန်လွန်းလာကြောင်းလီယိုကြီးထိမှန်ပြီးလဲကျသွားခဲ့ပါတယ်။ရေအောက်မှာဝေဟာဒက်စ်ကဒဏ်ရာရထားတဲ့စစ်သားကိုဖယ်ထုတ်ပစ်ပြီးငမန်းအတွက်အစာဖြစ်မျောချလိုက်တာကိုမြင်လာရတဲ့အခါထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ဒါဟာဒက်စ်ကသားရဲ့တိရစ္ဆာန်ကိုအာရုံပြောင်းစေဖို့အတွက် စစ်သားရဲ့သွေးကိုသုံးပြပြီးသူဘေးကင်းအောက်ကိုပြန်တက်ဖို့ကြိုးစားခဲ့တာရှင်းပါတယ်ဒီလိုနဲ့ဝီလ်နောက်ဆုံးမှသူ့ကိုယ်သူပြန်ဆွဲတင်နိုင်ခဲ့တဲ့အခါလီယိုဟာသွေးတွေအများကြီးထွက်နေတာကိုတွေ့လိုက်ရပြီးသူ့တင်ရာတွေကိုချက်ချင်းပတ်တီးစီးပေးခဲ့ပါတယ်ဒီချိန်ထဲမှာဒက်ဆာကောင်းကင်ကိုမြုံကြည့်နိုင်စွာစိုက်ကြည့်နေခဲ့ပြီးသူကြည့်နေတဲ့မြင်ကွင်းကတော့ရန်သူလေရင်ဟာမီးလောင်ပြီးပြက်ကျသွားတဲ့မြင်ကွင်းပါလီယိုလည်းရန်သူလေရင်ကိုထိမှန်အောင်ပြစ်နိုင်ခဲ့ပုံရပါတယ်ဒါပေမဲ့ပျော်ရွှင်မှုအချိန်မရခဲ့ပါဘူးဝီလ်ကဒက်လောက်ခဲ့တဲ့အရာကိုလီယိုကိုပြောပြပြီးသူ့ရဲ့သစ္စာဖောက်မှုကိုဖော်ထုတ်ခဲ့တဲ့အတွက် နှစ်ဦးလုံးဟာဒက်စရက်တကူကောင်းဆန်မှုအတွက်ပြစ်တင်ရှုံချခဲ့ကြပြီးသူ့ရဲ့တပ်ကိုကဲဖို့အတွက်ရဲဘော်တို့ကိုစည်းရေးခဲ့တယ်လို့ဆွဆွဲခဲ့ကြပါတယ်။မရှက်တက်တဲ့ဒက်စကသူ့ရဲ့တန်ကိုမြင့်တင်ပြီးဒရန်ယာထရီစစ်သားကဘလိုပဲဖြစ်ဖြစ်သေးရမှာဖြစ်ပြီးသူ့ရဲ့ဆင်းရဲဒုက္ခကိုသူရက်တန့်ပေးလိုက်တာပဲလို့ငြင်းခုန်ခဲ့ပါတယ်။လီယိုကသူ့ရဲ့စကားရီရောက်ဒေါသထွက်ပြီးသူ့ကိုလက်ပါရုံးမဲ့ချိန်မှာဝီကသူ့တို့ကိုဂျားကဝင်တားခဲ့ပြီးဒက်စကိုဆွဲထုတ်ခဲ့ပါတယ်။ဒါပေမဲ့သူဆွဲထုတ်လိုက်တဲ့အခါဒက်စရဲ့သွေးထွက်နေတဲ့လက်မောင်းဟာပင်လယ်ရဲကိုကျသွားခဲ့ပါတယ်။ငမန်ကချက်ချင်းတိုက်ခိုက်ခဲ့ပါတယ်။ ကန်ကောင်းသေးတော့ဒက်စ်အသက်ရှင်ပေမဲ့သူ့ရဲ့လက်မောင်းကိုတော့ဆွဲဖြဲသွားခဲ့ပြီးနာကျင်စွာအော်ဟစ်နေခဲ့ရပါတယ်။ဘလောက်ကြာသွားလဲဆိုတာဘယ်သူမှမသိနိုင်ခင်ပါပဲ။သူတို့သုံးဟာနောက်ဆုံးမှစေအေးချမ်းသွားခဲ့ကြပြီးပင်မန်းတွင်းတွေကဟာလာဟင်းလေးနဲ့ဒိတ်ဆိတ်စွာထိုင်နေခဲ့ကြပါတယ်။အဲဒီနောက်မြူကိုရီကြားကနေရှေလျော်တဲ့ဓမြောင်တစ်ခုကိုကိုင်းဆောင်ထားတဲ့အရေးယောင်ပုံသဏ္ဍာန်တစ်ခုဟာသူတို့စီကိုရေထဲကနေမျောပါလာတာကိုဝေမြင်လာရပါတယ်။အဲဒီလူစိတ်ဟာမိတ်ဆွေလားယန်သူလားဆိုတာကိုအဝေးကနေခွဲကြဖို့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့သူပိုပြီးနီးလာတဲ့အခါဝေကဝစ်စုံကိုမှတ်မိသွားခဲ့ပါတယ်။ ဒါဟာသူတို့ကိုတိုက်ခိုက်ခဲ့တဲ့ရန်သူလေယာဉ်မှုပါဝေဟာသူရဲ့နောက်ဆုံးလက်ပစ်ပုံကိုပြစ်ချဖို့ကြိုးစားနေတော့လေယာဉ်မှုကသူ့ရဲ့တမောင်ကိုရေထဲပြစ်ချလိုက်ပြီးသူတိုက်ခိုက်လို့ခြင်းမရှိဘူးဆိုတာကိုပြသခဲ့ပါတယ်ဒါကိုမျက်နှာဝေကသူ့ရဲ့လက်ပစ်ပုံကိုဖြည်းဖြည်းချင်းပြန်ချခဲ့ပါတယ်ဒါပေမဲ့သူမျက်မြင်တွေ့ခဲ့ရတဲ့တစ္ဆာဖောက်မှုတွေအားလုံးပြီးတဲ့နောက်လေယောကသူ့ရှေ့ကဘသူကိုမှမယုံတော့ပါဘူးသူလေယာဉ်မှုကိုကိုယ်တိုင်ကင်တွယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီလိုနဲ့လီယိုကဝေးရက်လက်ထဲကလက်ပစ်ပုံကိုလှမ်းယူဖို့လုပ်နေချိန်မှာပဲ လေမှုကရုတ်တရက်ရှိကိုခုံတက်ပြီးဝေးကိုအံအားသင့်ဝင်တိုက်ခတ်ခဲ့ပါရီလက်ပစ်ဘုံဟာဝေးရဲ့လက်ထဲကနေရှော့ကျသွားပြီးမော်တော်ဘုတ်ထဲလိမ့်ဝင်သွားခဲ့ပါရီအဲ့ဒီအချိန်မှာစိတ်ပြတ်အားငယ်မှုနဲ့ရင်ဆိုင်ရတဲ့အခါလူသဘာဝဟာစံတက်မှုကိုမခံနိုင်တော့ဘူးဆိုတာကိုသူသဘောပေါက်ခဲ့ပါရီသူချက်ချင်းအနီးနားကဓာသေးလေးချောင်းကိုဆွဲယူပြီးလေမှုကိုပြင်းထန်စွာရုန်းကန်တိုက်ခတ်ခဲ့ပါရီဒါပေမဲ့ဝေးဟာတကယ်တိုက်ခိုက်ရေးတွေ့ကြုံရှိတဲ့စစ်သားတစ်တူဖြစ်ပြီးအပြန်လန်တိုက်ခိုက်မှုအနည်းငယ်ပြီးနောက်မှာပဲသူအားနည်းနေတာရှင်းနေခဲ့ပါရီသူ့ရဲ့တံရရီကနာကျင်မှုကိုလေ့လူရှုပြီး ဒီယိုကသူ့ကိုယ်သူအာတင်းထကလေယမှုကိုတိုက်ခိုက်ဖို့ပါဝင်ခဲ့ပါတယ်။ဒါတော့မှဒံယာရပြီးအာနင်းနေတဲ့လေယိုကသူ့ကိုမရှင်နိုင်ခဲ့ပါဘူး။လေယမှုကသူ့ကိုပြင်းပြင်းထန်ထန်ကန်လိုက်တာကြောင့်သူပင်လဲလဲကျသွားခဲ့ပြီးမဟာငမန်းမြူကြီးရဲ့အာရုံကိုချက်ချင်းဆွဲဆောင်မိသွားခဲ့ပါတယ်။အဲဒီနောက်လေယမှုကဘေးမှာညိတ်သက်စွာထိုင်နေတဲ့ဒက်စ်ကိုသတိထားမိခဲ့ပြီးသူတေပြီးလို့ယူဆခဲ့တာကြောင့်ဝိစီကိုသူ့ရဲ့အာရုံကိုပြောင်းလိုက်ပါတယ်။အဲဒီအရေးပေါ်တဲ့ခိုက်တက်မှာဝေကလင်းလင်းမြန်မြန်နဲ့ပဲတုံ့ပြန်ခဲ့ပြီးလေယမှုရဲ့ကပတ်ကရက်ပလင်းကိုဆွဲယူကသူ့ရဲ့မျက်နှာကိုရိုက်ခွဲပစ်ခဲ့ပါတယ်။ ရပ်ပလင်းဟာသူ့လက်ထဲကနေလွင့်ထွက်သွားခဲ့ပြီးပင်လယ်ထဲပြုတ်ကျသွားခဲ့ပါတယ်။သူ့ရဲ့ကြိုက်ဆုံးရက်တွေရေအောင်နှိမ့်သွားတာကိုမြင်တဲ့အခါလီယိုမူဟာဒေါသထွက်ပြီးဝိကိုယူမူမူထိုးကျိတ်ခဲ့ပါတယ်။ဒီချိန်ထဲမှာလီယိုဟာနောက်ဆုံးမှလေဘော်ကိုပြန်တက်နိုင်ခဲ့ပါတယ်။ဒီဘက်မှာတော့လီယိုမူသူ့စီလှည့်လာချိန်မှာပဲတေချောင်ဆောင်နေတဲ့ဒက်စ်ကရုတ်တရက်လီယိုမူရဲ့ခြေထောက်ကိုဆွဲကင်လိုက်ပါတယ်။အရိခိုက်တက်မှာဒက်စ်ကသူ့ကိုယ်သူစတဲ့လိုက်ပါတယ်။လီယိုနဲ့ဝူဒိုတူကိုတူကိုညီရင်မော်တော်ဘော့ပေါ်ကိုပြန်တက်ခဲ့ကြပါတယ်။ဒါပေမဲ့လေအေယာမော့ပေါ်ကွဲတန်ကြီးဟာမဟာငမန်းဖြူကြီးကိုနောက်ကျိန်ဆွဲဆောင်မိခဲ့ပြီး သူတို့ပက်လေကိုအနီးကဝိုင်းပက်လာခဲ့ပြန်ပါတော့တယ်။ဒီလိုနဲ့ကျွန်တော်တို့တင်ဆက်ပေးနေတဲ့ Beast of War ရုပ်ရှင်လည်းပြီးဆုံးသွားခဲ့ပါပြီ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်။နောက်ထပ်မှာလည်းရုပ်ရှင်ဇာတ်ကောင်းကောင်းတွေကိုစဉ်ဆက်မပြတ် recap တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ series war channel လေးကို like and subscribe လုပ်ထားပေးကြပါဦး။အားပေးကြတဲ့ပရိသတ်များလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ series war ဝိုင်းတော်များကဆုတောင်းပေးလိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။